ဟောဘေးခနာဒါရလေးခုဒါဆိုပြန်ပြောရအောင်ဆွဲနည်းလေးပြန်ပြောမယ်ဘေဟန်နေညာအပေါ်ဝါနေအောင်ဒါဆိုခါကိုဆွဲခြင်းတစ်ချက်ပဲဆွဲမယ်ဟောဘေးရဆိုရင်နောက်တစ်ခုနအပေါ်ဝါနေအောင်ဘေဟန်နေညာဒါဆိုနလေးကိုဆွဲခြင်းတစ်ချက်သေးပဲဟောဘေးနောက်တစ်ခုဆွဲနောက်တစ်ခုကြည့်အောင်ဒဘေဟန်နေညာတစ်ချက်ရင်လာမယ်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်ဝါနေအောင်ဘေဟန်နေညာ ဒါဆိုရင်ဓာတ်ကိုဆွဲခြင်းဘယ်နှချက်ဆွဲမလဲဆိုရင်နှစ်ချက်ဆွဲရမယ်။အောက်ပြီးနောက်တစ်ခု raw raw ကိုဆွဲတာကြည့်အောင်။ raw ကိုဆွဲတဲ့ခါကျရင်ဘယ်အနေညာဘောကနေအောင်ဒီမှာတစ်ချက်ဆွဲမယ်။ပြီးနောက်ဒီကနေပိတ်ထားတဲ့ဟာဒါဆိုရင်နှစ်ချက်ရှိသွားပြီ။ပြီးရင်နောက်ဒီကနေဆွဲတဲ့ဟာဒါဆိုရင် raw ကိုဆွဲတဲ့အခါဘယ်နှချက်လဲဆိုရင်၃ချက်ဆွဲ ဟိုပေးရတာဆိုလို့ရှိရင်ဂါနာဒါရဆိုတာလေးဒီလေးတော့ညပြန်ပြီးဆွဲကြည့်ရအောင်ဒေယာနေညာအပေါ်ကနေအောက်ဒါဆိုရင်ခဟိုပေးနနဆိုတာကနင်းနင်းဆိုတော့သူများဘက်ကိုလဲပေါ့ဒါဆိုရင်ကြည့်ကြည့်အောင်အပေါ်ကနေအောင်ဘေးကနေညာဒါလေးကဘာလို့ခေါ်မလဲနဟိုပေးနောက်ခုဒဘေးကနေညာပြီးရင်ပေါ်ကနေအောင်ဘေးကနေညာ ဒါလေးကဒါအင်္ဂလိပ်အချက်အစီပုံစံကိုလေ့လျောက်နေတာဒါဟုတ်ပြီနောက်တစ်ခုက r r ဆိုတဲ့စလုံးလေးကဘယ်ရနေညာဘောကနေအောင်တစ်ချက်ပြင်ဘယ်ရနေညာပိတ်ပြင်ဘောကနေအောင်ဘယ်ရနေညာဒါလေးကို r အဲ့တော့ကနာဒါရဒီလုံးရသွားပြီဟုတ်ပြီဒါဆိုရင်ဒီလေးလုံးရသွားပြီဆိုရင်နောက်တစ်ခုကိုတွားရအောင်နောက်ထပ်ထပ်ပြီးလေ့လာကြည့်မယ် ဟုတ်ပြီဒါဆိုရင်ခုနကခနာဒါရဆိုတဲ့စလုံးလေးလုံးလေးလာပြီးသွားပြီဒါဆိုရင်နောက်တစ်ခုကသုံးလုံးတွဲတကားသွားမယ်နောက်တစ်ခုကဘာလဲဆိုရင်မဘာဆာဆိုတဲ့လေးလုံးဘာလဲဆိုရင်မဘာဆာပြန်မရအောင်ခနာဒါရပြီးမဘာဆာဆာလိုက်တာနဲ့ထွက်ရမယ်ဆာဟုတ်ပြီနော်အဲ့တော့ဆာဆိုပြီးတော့မှလေးထုတ်ပေးရမယ်မဘာဆာ ဟုတ်ပြီလားဆိုရင်အဲ့ဒီသုံးလုံးရဲ့ရင်းနှီးကိုကြည့်အောင်ဟုတ်ပြီခုနပြောသွားတဲ့မပါစာဆိုတာလေးကိုကြည့်အောင်ဒါလေးကမဟုတ်ပြီနောက်တစ်ခုကဘဟုတ်ပြီနောက်တစ်ခုကစဟုတ်ပြီဒါဆိုရင်ဒီမပါစာလေးကိုကြည့်အောင်အဲ့တော့ခုနပြောလိုက်တဲ့ကိုရီးယားစာရေးတဲ့ခါကျရင်အပေါ်ကနေအောင်ဘေးကနေညာဒီတိုင်းမဲ့ဆွဲရမယ်လို့ပြောထားတယ်ဒါဆိုဒီမရင်းနီးလေးကိုကြည့်အောင် အဲ့တော့မာယီနီကိုကြည့်အောင်မာယီနီဆိုတဲ့ခါကျရင် အပေါ်ကနေအောက်ကိုတစ်ချက်ရင်းဆွဲမယ်ပြီးရင်ဘေးကနေညာအပေါ်ကနေအောက်နှစ်ချက်ရှိပြီဒါဆိုရင်ဒီဘေးကနေညာလေးပြန်ပိတ်လိုက်ဒါဆိုရင်မဖြစ်တိုင်းမကကျတော့ဗာလဲဆိုလို့ရှိရင်၄တောင်ဘုံတော့၄တောင်ကွက်ကလေးဒီလိုမျိုး၄တောင်ကွက်ကလေးကိုဘာလို့ခေါ်မလဲဆိုရင်မလို့ခေါ်မယ်ဒါဆိုရင်ရင်းနီးပြန်ကြည့်အောင်အဲ့တော့ဘေးကနေအောက်ကိုတစ်ချက်ပြီးရင်နောက်တစ်ခု ဘယ်ကနေညာအပေါ်ကနေအောက်ကိုတစ်ချက်ဒါဆိုနှစ်ချက်ရပြီပြီးရင်ဘယ်ကနေညာကိုပြန်ပိတ်တစ်ချက်နှစ်ချက်ဒီမှာပြန်ပိတ်ထားမယ်သုံးချက်ဒါဆိုမအကိုဆွဲဖို့ပဲနှစ်ချက်ဆွဲရမယ်ဆိုသုံးချက်ဆွဲရမယ်ဒါဆိုပြန်ရင်းမယ်အပေါ်ကနေအောက်တစ်ချက်ဘယ်ကနေညာအပေါ်ကနေအောက်တစ်ချက်ပြန်ဘေးကနေညာတစ်ချက်ဒါဆိုသူ့ကိုဘာလို့ခေါ်မလဲဒီလိုမျိုး၄တောင်းဝက်ကလေးကိုဘာလို့ခေါ်မလဲဆိုရင် ်မလို့ခေါ်မယ်။ဟုတ်ပြီနောက်တစ်ခုကြည့်အောင်ဒီဘဆိုတဲ့စလုံးလေး။အဲ့တော့မြန်မာစလုံးမကို၄000ရေးထားနေတတ်သူနေတယ်။အဲ့တော့တော်တော်များများကျောင်းသားတော်တော်များများဒီမနဲ့ဘနဲ့ကိုမာတတ်ကြတယ်။အဲ့ဒီတော့၄000အကွာအပြည့်၄000ကွာအပြည့်ကမဟုတ်ပြီဒီလိုမျိုးပုံစံကဘာလဲဆိုရင်ဘဟုတ်ပြီကြည့်အောင်အဲ့ဒီဘကိုရေးတဲ့အခါအပေါ်ကနေအောင်အပေါ်ကနေအောင်မြင်းနှောင်ဆွဲမယ်မြင်းနှောင်ဆွဲပြီးလို့ရှိရင်ဘေးကနေညာပိတ်ဘေးကနေညာပိတ် ဒါဆိုသူ့ကိုမလုပ်ခုံမလဲဗဟုတ်ပြီနောက်တစ်ချက်ပြန်ဆွဲကြည့်ရအောင်အဲ့တော့ဘောနေအောင်တစ်ချက်နောက်ထပ်သူ့နဲ့အပြန်ဆွဲမယ်အပေါ်ကနေအောင်ဒါဆိုရင်နှစ်ချက်ရှိသွားပြီဟုတ်ပြီနောက်ဘယ်ကနေညာပြိမ့်မယ်၃ချက်နောက်ထပ်ဒီအောက်မှာဘယ်ကနေညာပြန်ပြိမ့်မယ်အဲ့တော့ဒီဘောက်ကိုဆွဲဖို့အတွက်ဆိုဘယ်နှစ်ချက်လဲဆိုတော့၄ချက်ဆွဲပေးရမယ် ောက်ပြီးကြဆိုဘာလေးပြန်ရအောင်အပေါ်ကနေအောင်အပေါ်ကနေအောင်မြင်းပြိုင်နဲ့အကြောင်းဆွဲပြီးရင်ဘေးကနေညာဘေးကနေညာပိတ်ဒါဆိုသူ့ကိုဘာလို့ခေါ်မလဲပမဘဟောက်ပြီးအဲ့တော့ဘာဆိုတဲ့နေရာမှာမြန်မာစာကများတယ်ဘာတချိုက်လို့ဘာကုန်းလို့ရှိတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဘာတချိုက်တယ်မဲ့တော့ဘာကုန်းတယ်မဲ့ဖြစ်ဘာဖြစ်ပြီးရောအဲ့တော့သူ့ကိုဘာလို့ခေါ်မလဲမဒီလိုစလုံးကိုဘာ မြင်းမြန်နှစ်ကြောင်းဆွဲပြီးတော့မှမြင်းနှစ်ကြောင်းပြန်ပိတ်ထားတာကိုဗမဗဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကြည့်အောင်ဒီဆဆရည်ရဲ့အခါကျတော့တော်တော်များများရင်းနှီးမှကြတယ်အဲ့တော့ဘယ်လိုဆွဲမလဲဆိုလို့ရှိရင်အပေါ်ကနေအောက်မြင်းဆောင်ဆွဲမယ်အဲ့ဒီမြင်းဆောင်ကကိုယ့်ဘက်ကိုစောင်းပြီးဆွဲမယ်အပေါ်ကနေအောက်ကိုဒီလိုမြင်းကိုစောင်းပြီးဆွဲမယ်မြင်းအရှိဆွဲမယ်ကိုယ့်ဘက်ကိုစောင်းပြီးဆွဲရမယ်ပြီးတော့လို့ရှိရင်ဒီအလဲကနေပြန်ပြီးတော့မှအပေါ်ကနေအောက်ပြန်ဆွဲမယ်ဒါဆိုရင်သူ့ကသူ့နာမည်ကဘာကုန်လဲဆိုတော့ဆ ဟုတ်ပြီဒါဆိုလို့ရှိရင်ပြန်ပြီးတော့မှဆရင်းနည်းလေးကြည့်အောင်အပေါ်အနေအောက်ကိုတစ်ချက်ဆွဲမယ်မြင်းရှည်တစ်ကြောင်ဆွဲမယ်အပေါ်အနေအောက်မြင်းတစ်ကြောင်ကိုကိုယ့်ဘက်ကိုစောင်းပြီးဆွဲပြီးရင်အလဲကနေပြီးတော့မှအပေါ်အနေအောက်ကိုပြန်ဆွဲဒါဆိုသူ့နာမည်ရပါလဲဆိုတော့ဆဟုတ်ပြီအဲ့တော့ဆလေးပြန်ရင်မယ်အပေါ်ကနေအောင်ကိုဘက်ကိုမြင်းကိုစောင်းပြီးဆွဲပြီးတော့လို့ရှိရင်အပေါ်ကနေအောင်အလဲကနေတစ်ခါဖြင်းဖြင်းတစ်ကြောင်ဆွဲသူ့ကိုပါလို့ခေါ်မယ်ဆ စာလိမ်တန်းနဲ့ထွက်ရပါမယ်စဟုတ်ပြီဒါဆိုလို့ရှိရင်မပါစဟုတ်ပြီဒါလေးပြန်ရေးကြည့်ကြအောင်အဲ့တော့မအောင်ရေးမယ်အပေါ်ကနေအောက်ကိုဆွဲမယ်ဘယ်ကနေညာအပေါ်ကနေအောက်ဒါဆိုရင်ဘယ်ကနေညာပိတ်မယ်အဲ့ဒါလေးကိုဘာလို့ခေါ်မလဲဆိုရင်မလို့ခေါ်ပါမယ်ဟုတ်ပြီဒီလို၄တော့ပြည့်လေးကိုဘာလို့ခေါ်မလဲဆိုရင်မဟုတ်ပြီနောက်တစ်ခုဘာ ဘောင်းကိုဆွဲတဲ့အခါအပေါ်ကနေအောင်မြင်တဲ့ကြောင်ဆွဲမယ်အပေါ်ကနေအောင်မြင်တဲ့ကြောင်ဆွဲမယ်ပြီးရင်ဘယ်ကနေညာဘယ်ကနေညာမြင်ပြန်ပိတ်မယ်ဒါဆိုရင်သူ့ကိုဘာလို့ခေါ်မလဲဘောင်းအပေါ်နောက်တစ်ခုကအပေါ်ကနေအောင်မြင်းရှည်ကိုကိုယ့်ဘက်ကိုစောင်းပြီးဆွဲမယ်ပြီးရင်အလဲကနေပြီးတော့မှမြင်းတဲ့ကြောင်ပြန်ဆွဲမယ်သူ့ကိုဆမပါဆဒါဆိုခုနလေးလုံးနဲ့ပြန်တွေ့ကြည့်မယ်ဒီစလုံးလေးကိုခ ခဟုတ်ပြီဒါဆိုရင်ဒီစလုံးလေးကိုနဒီစလုံးလေးကိုနပြီးရင်နောက်တစ်ခုဘယ်ကနေညာအပေါ်ကနေအောင်ဘယ်ကနေညာဒါလေးကိုထနောက်တစ်ခုဘယ်ကနေညာအပေါ်ကနေအောင်ဘယ်ကနေညာအပေါ်ကနေအောင်ဘယ်ကနေညာဒါလေးကိုရကနာဒါရဟုတ်ပြီနောက်တစ်ခုကအပေါ်ကနေအောင် ဘဲကနေညာအပေါ်ကနေအောက်ဘဲကနေညာပြန်ပိတ်ဒီလို၄တောင်းအပြည့်ကိုမဟုတ်ပြီနောက်တစ်ခုပေါ်ကနေအောင်အပေါ်ကနေအောင်ဘဲကနေညာဘဲကနေညာသူကိုဗောက်ဟုတ်ပြီနောက်အပေါ်ကနေအောက်ကိုကိုယ်ပဲဆောင်းဆွဲအလဲကနေပြန်ဆွဲတာကိုဆအဲ့တော့ဂါနာဒါရာမဘာဆကာနာ ဒါရာမဘဆဟုတ်ပြီဒါဆိုရင်ခုနှလုံးရသွားပြီခုနှလုံးရသွားပြီဆိုတော့နောက်ထပ်ထပ်ပြီးတော့မှထပ်လေ့လာရအောင်ဟုတ်ပြီဂါနာဒါရာမဘဆခုနှလုံးရသွားပြီဆိုတော့နောက်ထပ်ဆက်လေးလုံးဆိုတော့နောက်ထပ်ခုနှလုံးကျန်နေတယ်ဒါဆိုနောက်တစ်ခုကြည့်အောင်